ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Football King ကနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ် Luis Diaz ကိုနောက်ဆုတ်လိုက်တာ Barcelona က Nico Williams ကိုခေါ်ယူနိုင်မှုတေချာတော့ရှိသွားလို့လား Barcelona တင်းကတော့သူတို့ရဲ့တောင်ပန်တိုက်ရှိပြင်ပအတွက် Nico Williams နဲ့ Bogoy Sain သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ပြီးခဲ့တဲ့ရက်ပိုင်းတော့သတင်းတွေထွက်လာခဲ့ပါတယ် Barcelona ကသူတို့ရဲ့ဘယ်တောင်ပန်တိုက်ရှိနေရာကိုထိတန်းစားမတူးနဲ့ဖြည့်ဆွတ်ခြင်းနေရာဖြစ်ပြီးသူတို့ရဲ့တိုက်ရှိကိုပြန်ပြန်ခဲ့နေတာတက်သည့်အားကောင်းရောက်ရှိစေခြင်းနေရာပါဒီအတွက်လည်းဘာကိုင်းရေဒါထဲမှာနီကို Williams ပြင် Rashford လူအစီအရတို့လို့ဈာမတွေလည်းရှိနေခဲ့ပါတယ်နီကိုမခေါ်ဖြစ်လိုက်ဘူးဆိုရင်အရန်စီဇန်အကောင့်ထဲပေါ်ပြတဲ့ဘာကာဘက်ကအဲ့လိုမျိုးစီဇန်ထားခဲ့တာဖြစ်ပါတယ်သူသင် Rashford နဲ့ Luis Diaz ကိုဘာကာပို့ပြီးတော့သဘောကျနေခဲ့ပြီးလီဗာပူးတင်းနဲ့ကမ်းလှမ်းမှုတွေကိုတော့မှပြုလုပ်ခဲ့ပါသေးတယ်ဒါပေမဲ့ခုချိန်မှာတော့ဘာကာ Luis Diaz ကိုခေါ်ယူခြင်းမပြုတော့ဘူးဆိုပြီးတော့သုံးပြချက်ချလိုက်ပြီလို့သိရပါတယ်ဘာဖြစ်လို့များပါလဲလီဗာပူးကဈေးအကင်လုံးနေလို့လား Nico Williams ကိုအရခေါ်နိုင်လိမ့်မယ်လို့ဘာကာယုံကြည်ချက်ရှိနေတာလားဆိုတာကျွန်တော်နည်းနည်းတော့သုံးသပ်ကြည့်အောင်ပါ လီဗာပူးကလူးအစ်ဂျီယက်စ်ကိုတောင်းတန်းဈေးနဲ့ရောင်းချသွားဖို့အစီအစဉ်မရှိပါဘူး။ဒါသူတို့ကလပ်ရဲ့ပုံရိပ်နဲ့ဂုံသိက္ခာကိုထိန်းထားတဲ့သဘောပါ။နောက်ပြီးတော့ဇာမားကလည်းခြေစွမ်းကောင်းနေပြသထားနိုင်ခဲ့တာကြောင့်လီဗာပူးတို့ဈေးကင်မယ်ဆိုရင်လည်းကင်ကျင်စရာဖြစ်ပါတယ်။လီဗာပူးက DSA ပြောင်းရွှေ့တဲ့ယူရို85သန်းထိတက်မှတ်ထားပြီးတော့ဘာကာဘက်က DS အတွက်အချိန်နဲ့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့သေးပေမဲ့လီဗာပူးကမျှော်မှန်းထားတဲ့ဈေးတန်းကိုမရောက်ရှိခဲ့တာကြောင့်လီဗာပူးကလည်းအချိန်နဲ့ပယ်ချသွားခဲ့ပါတယ်။အခုနောက်25ဇွန်လအစောပိုင်းမှာဘာကာ DS ပြောင်းရွှေ့ခြေကိုယူရိုတန်း60 ဝင်းကျင်နဲ့သာကမ်းလှမ်းခဲ့ပြီးတော့ဒါလီဘာဘူးတို့လိုချင်နေတဲ့ဈေးနှုန်းထက်တီးတသားနှိမ့်ချနေတဲ့အတွက်သဘောတူညီမှုမရရှိခဲ့ပါဘူး။ Anislo ကလည်း DS ကို2025-26ရာသီအတွက်အဓိကစီတင်တဲ့မှာထည့်သွင်းထားပြီးတော့2024-25ရာသီမှာ DS ရဲ့ Premier League တွင်ကို73ဂိုးဂိုးပန်နှိမ့်မှု9ချိန်ဆိုပြီးပိုင်ပတ်သက်မှုကိုတော့ slot ကသဘောကျနေပါတယ်။ဒါကြောင့် Liverpool က DS ကိုလက်ထပ်ဖို့စိတ်ဝင်စားပါဘူး။ slot က Liverpool က DS ကိုတန်းတန်းရောက်ထုတ်ခြင်းနေရာမျိုးမရှိပါဘူး။ အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39633လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာလက်ရှိသတင်းတွေရတော့ဘာကာနီကို williams တဲ့ပုံကိုရေးဆိုင်သဘောတူညီမှုရရှိထားပြီးတော့ williams ကလည်းဘာကာမှာကစားဖို့စိတ်အားထက်သန်နေပါတယ် ဝီလျံစ်ဘတ်စာချုပ်ဖျက်သိမ်းခြင်းကယူရို58တန်းသာရှိနေအချက်ကလည်းဘာကောဝီလျံစ်ဘတ်ကိုစိတ်လေသွားစေခဲ့တာဖြစ်ပါတယ်။ဝီလျံစ်ရဲ့လင်မြန်မှုနဲ့ဖန်တီးနိုင်စွမ်းက DS နဲ့နှိုင်းရှင်လို့ရတဲ့အဆင်ရှိပါတယ်။နောက်ပြီးတော့ဝီလျံစ်ရဲ့ငယ်မှုနဲ့ဈေးသက်သာမှုကြောင့်ဘာကောအရေးရှိအကျိုးဖြစ်တော်မူကိုထောက်ရှုပြီးတော့ DS ကဝီလျံစ်ကိုဦးစားပေးလာခဲ့ပါတယ်။ဘာဆောင်က Rashford လည်းပြင်မှတ်ထားတာပေမဲ့ Rashford ပြောင်းရွှေ့ကြယူရို60လောက်ထိရှိနေတာကြောင့် Rashford နဲ့ရှင် Rashford ရဲ့စိတ်ဓာတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့အားကောင်းတဲ့ဝီလျံစ်ကိုပဲဘာကောဦးစားပေးနေရွေးချယ်လိုက်တာပါ။ နောက်တော့ဘာကလာလီကာရဲ့1:1ဘန်နိုင်းစီမင်းနဲ့ financial fair play ကန့်သတ်ချက်တွေကြောင့်ကြီးမားတဲ့ပြောင်းရွှေ့ခြင်းတွေကိုမတက်နိုင်သေးပါဘူး။ DS တို့ကအနည်းဆုံး Euro 30လောက်ပေးရမယ်အခြေအနေအရသူတို့ကမဖြစ်နိုင်တဲ့အဆင့်ဖြစ်နေပါတယ်။တကယ်လို့ DS ကိုခေါ်ခြင်းတပားဆိုရင်အရူဂျိုတို့လိုအဓိကကစားမတူးလောက်ရောင်းထုံးမှအဆင်ပြေပါလိမ့်မယ်။ဒါကြောင့်နောက်ဆုံးမှာဘာကသူတို့နဲ့အားလုံးကိုက်ညီနေ William Square ခေါ်ပြီးဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။တချို့တနေ့မှာ DS ကဘာကမှကစားဖို့အိမ်မက်ရှယ်လို့ဖော်ပြထားပြီးသူဖားခင်ရလေးဒီကြောင့်ရိတ်မှတ်ပြောဦးပါလိမ့်။ဒါမဲ့ DS ကိုယ်တိုင်ကလေဘောင်းမှာကျွန်တော်ရမ်းပျော်တယ်လို့နောက်25 ဇုံလုံးကပြောခဲ့ဘူးပြီးတော့ပြောင်းရွှေ့ဖို့တက်ကြွသွားတောင်းဆိုတာမျိုးလည်းမရှိပါဘူး DSF ပြတ်သားတဲ့ပြောင်းရွှေ့လို့တိတ်မရှိတာလည်းသူ့ကိုခေါ်ယူခြင်းနဲ့ဘာကာအတွက်အခက်အခဲတခုဖြစ်စေပါတယ်ဒါကြောင့်ခြုံပြောရမယ်ဆိုတော့ DS ကိုနောက်ဆုတ်လိုက်ပြီးဖြစ်ပြီးတော့ဘာကာဘက်ကနေထုတ်ပြောလာခဲ့တာကလေဘောက်ကဈေးရန်ကိုင်နေအောင်တခုလည်းမဟုတ်ပဲလေဘောက်ဘက်က DS ကိုမဖြစ်နေရောင်းသွားအောင်မလိုရာကြောင်လည်းပါပါတယ်နောက်ပြီး Rashford ရဲ့ခြေသွမ်းနဲ့စိတ်ဓာတ်ပါအများကြီးတာလုံးပြီး Rashford နဲ့လည်းပြောင်းရွှေ့ကြတိတ်မကွာလို့ပါဘာကာတို့အဖက်ဘက်ကနေတင်တော်နဲ့ Nico Williams ဆိုကစားမမျိုးရှိနေအောင်လည်းပါမယ်တင်ကြောင်းပါခင်ဗျာစောင်းနေကြည့်ပေတော့အားလုံးကိုကျေးဇူးတင်ပါတယ်